အိန္ဒိယနိုင်ငံရဲ့အရှိမျောက်ဖျားမှာလျှို့ဝှက်စမ်းကြေပြီးတော့ထူးခြားတဲ့ယဉ်ကျေးမှုတွေတွန်းကားတဲ့ဒေသတစ်ခုရှိပါတယ်။အဲ့ဒါကတော့နာဂလန်ပြည်နယ်ပါပဲ။ ဒီပြည်နယ်ဟာမတူကွဲပြားတဲ့တောင်တန်းတွေလူမျိုးစုပေါင်းများစွာရဲ့နေထိုင်ရာဖြစ်ပြီးတော့အဲ့ဒီထဲကမှတစ်ချိန်ကလူသိများခဲ့တဲ့ခေါင်းမုတ်ဆိုးတွေလို့တင်စားခံရတဲ့ကိုညက်လူမျိုးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နာဂလန်ပြည်နယ်ဟာတောင်တန်းတွေတစ်တောကြီးတွေနဲ့ပြည့်နှက်နေသလိုပဲလူမျိုးစုပေါင်းများစွာစုစည်းနေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒီတဲကကိုညက်လူမျိုးတွေဟာသူတို့ရဲ့တမှုထူးခြားတဲ့ရင်ကျေးမှုရိုးရာဒလေးနဲ့သမိုင်းကြောင်းတွေကြောင့်သူတေတီတွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။ ကွန်ရက်တွေကတော့နာဂလန်ရဲ့မွန်ခရိုင်မှာအများဆုံးနေထိုင်ကြပြီးတော့မြန်မာနိုင်ငံနဲ့နေဆက်ဒေသတချို့အထိလည်းကျယ်ပြန့်စွာနေထိုင်ကြပါတယ်။သူတို့ဟာနာဂမျိုးနွယ်တွေထဲမှာအကြီးဆုံးအုပ်စုတစ်ခုဖြစ်ပြီးတော့ကိုပိုင်ဘာသာစကားဝတ်စားစင်ရင်မှုပုံစံထူးခြားတဲ့အမှုပညာတွေနဲ့လူမှုဘဝအဆောက်အုံတွေရှိကြပါတယ်။ကွန်ရက်လူမျိုးတွေရဲ့အထင်ရှားဆုံးနဲ့တချို့အတွက်ထိတ်လန့်စရာ ဖြစ်နိုင်တဲ့ရိုးရာဓလေ့ကတော့ရှေးရခင်ကအကျင့်သုံးခဲ့တဲ့ဥကောင်းယူခြင်းခေါ်တဲ့ hat handling အလေအထားပါပဲ။ ဒီတလိဟာရဲစွမ်းတက်တီအောင်မြင်မှုနဲ့သူတို့ရဲ့နံဝိညာဉ်ဆိုင်ရာယုံကြည်မှုတွေနဲ့နတ်ဆိုင်စွာပဲဆက်ဆက်နေပါတယ်။ရှေခိနာကလူမျိုးစုတွေကြားမှာမျိုးနွယ်စုအချင်းချင်းတိုက်ခိုက်တဲ့စစ်ပွဲတွေကတော့အဆမ်းမဟုတ်ပါဘူးရှင်။ဒီစစ်ပွဲတွေမှာရန်သူရဲ့ဥကောင်းကိုရယူနိုင်တာဟာရဲစွမ်းတက်တီရဲ့အမြင့်ဆုံးလို့သတ်မှတ်ကြပါတယ်။ကိုညက်စစ်တီတော်တွေအတွက်ရန်သူဥကောင်းဟာအောင်မြင်မှုရဲ့တင်ငေတာတစ်ခုဖြစ်ရုံမကပဲနဲ့နတ်ပြားတွေကိုပူဇော်တဲ့ပူဇော်တက်ကာရတစ်မျိုးလည်းဖြစ်ပါတယ်။ပြီးတော့အောင်မွေးရဲ့အမတ်တရားအနေနဲ့ မိတို့အိမ်ကိုယူဆောင်လာကြပါတယ်။ယူဆောင်လာတဲ့ဥကောင်းအရေအတွက်ဟာစစ်တီတူရဲ့သူရဲကောင်းဘွဲကိုတတ်မှတ်ရမှာအရေးပါခဲ့ပါတယ်။ဥကောင်းများလေးလေးအဲ့ဒီစစ်တီရဲ့ရဲစွမ်းတတိနဲ့အောင်မြင်မှုကမြင့်မားလေးလေးပါပဲ။ဥကောင်းယူနိုင်တဲ့စစ်တီတွေကိုလူမှုအတိုင်းဝိုင်းကအထူးဂုဏ်ပြုကြပြီးတော့သူတို့ရဲ့ရဲစွမ်းတတိကိုပြတဲ့တင်ဂေတာတွေဝတ်ဆင်ခွင့်ရကြပါတယ်။ ဥပမာအားဖြင့်ဒီလိုလဲပင်မှာဆွဲထားတဲ့ဇီဝဥကောင်းလေးတွေဟာသူရဲကောင်းဘွဲကိုဖော်ညွှန်းတာပါပဲဒါပေမဲ့ကာလကြာညောင်းစွာကလေးကဒီတလေးဟာတဖြည်းဖြည်းပြုတ်ကွဲသွားခဲ့ပါပြီစနေခင်မှာတော့ကိုညက်လူမျိုးအများစုဟာခရစ်ယာန်ဘာသာကိုတပ်ဝင်ယုံကြည်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝကိုတည်ဆောက်နေကြပါတယ်။ဒါပေမဲ့လေသူတို့ရဲ့ရှေးဟောင်းနှက်ကိုကွယ်မှုနဲ့ရိုးရာတလေးတချို့ကတော့ရှင်ကျေးမှုအရအေးပါနေစေဖြစ်ပါတယ်။ကိုညက်လူမျိုးတို့ရဲ့အမိပညာလက်ရာတွေကလည်းအလွန်ထူးခြားပြီးတော့လိလာစရာကောင်းပါတယ်။ သူတို့ရဲ့တစ်သားထွင်းထူခြင်း၊ရကန်းရက်ခြင်း၊ပဒီစီတွေနဲ့အလားဆင်ခြင်းစတဲ့လက်မှုပညာတွေမှာကျွမ်းကျင်ကြပါတယ်။အထူးသဖြင့်သူတို့ထွင်းထူထားတဲ့ရှုပ်ထွေးတဲ့ဒီဇိုင်းတွေပါတဲ့တစ်သားရုပ်ထုတွေ၊တိရစ္ဆာန်ပုံမြင်တွေနဲ့လူသားပုံရိပ်တွေဟာသူတို့ရဲ့ယုံကြည်မှုနဲ့ရိုးရသလေးတွေကိုတင်ဟပ်ပြသနေပါတယ်။အမျိုးသမီးတွေကလည်းအယောင်သေးစုံနေပြီးတော့လှပတဲ့ရကန်းတွေတွေကိုရက်လောက်ရမှကျွမ်းကျင်ကြပြီးတော့သူတို့ရဲ့ရိုးရအဝတ်အစားတွေမှာထူးခြားတဲ့ဒီဇိုင်းပုံစံတွေကိုတွေ့မြင်ရပါတယ်။ ကိုညက်လူမျိုးတွေရဲ့လူမှုရေးအဆောက်အုံကလည်းစနစ်တကျတိစောက်ထားပါတယ်။ရွာတွေကိုအကြီးအကဲတွေကအုပ်ချုပ်ပြီးတော့ရွာရဇလိထုံးစံတွေကိုလည်းလေးစားလိုက်နာကြပါတယ်။သူတို့ဟာမျိုးနွယ်စုအလိုက်အုပ်စုတွေဖွဲ့စည်းထားပြီးတော့အချင်းချင်းကူညီဖေးမကရွာပွဲတော်တွေအခမ်းအနားတွေကိုစုပေါင်းကျင်းပလေးရှိကြပါတယ်။သူတို့ရဲ့ဘာသာရေးယုံကြည်မှုမှာတဘာဝကိုးကွယ်မှုနဲ့ဘိုးဘေးဝိညာဉ်တွေကိုပူဇော်ခြင်းတွေလည်းပါဝင်ပါတယ်။ကိုညက်လူမျိုးတို့ရဲ့ဝတ်စားဆင်ခြင်မှုကလည်းအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။သူတို့ဟာရောင်စုံပတိစေတွေတိရစ္ဆာန်အယူ မျိုးတွေတတုလက်ဝတ်ရည်တနာတွေနဲ့ထူးခြားတဲ့အဝတ်အစားတွေကိုဝတ်ဆင်ကြပါရစေ။အထူးသဖြင့်အကြီးအကဲတွေနဲ့ရဲစွမ်းတတ္တိရှိခဲ့တဲ့စစ်တီတွေရဲ့ခန္ဓာကိုယ်ပေါ်ကတတုတွေ သူတို့ဝတ်စင်နဲ့အထူးအဝတ်အစင်တစားတွေကသူတို့ရဲ့ဂုံတိတ်ခါနဲ့ဘွဲ့တူတွေကိုဖော်ပြနေတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ကိုညက်လူမျိုးတွေဟာခင်မီကဘာကြီးရဲ့လွှမ်းမိုးမှုတွေကိုမလွဲမသွေခံနေရပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့ထူးခြားလာတဲ့ရိုးရရင်ကျေးမှုအမွေအနှစ်တွေကိုမပြောက်ပြက်အောင်ဒိမ့်သိမ့်ဖို့အာသွန်ခွန်ဆိုင်ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်။ညီကုန်းချုပ်ရရင်တော့ကိုညက်လူမျိုးတွေကအိန္ဒိယနာဂလန်ပြည်နယ်ရဲ့ကျွဲဝါလာတဲ့ရင်ကျေးမှုအမွေအနှစ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါပဲ။သူတို့ရဲ့ထူးခြားတဲ့ရိုးရဓလေ့တွေအမှုပညာတွေ တယ်လူမှုရေးအဆောက်အုံတွေနဲ့သမိုင်းအစဉ်လာတွေဟာဒီကမ္ဘာပေါ်မှာရှိနေသေးတဲ့မတူကွဲပြားတဲ့လူသားမျိုးနွယ်စုတွေရဲ့ပုံရိပ်တစ်ခုအနေနဲ့အမြဲတမ်းစိတ်ဝင်စားဖွယ်လေ့လာဖွယ်ရတွေဖြစ်နေအောင်ပါပါဒီလိုထူးခြားတဲ့ယဉ်ကျေးမှုတွေအကြောင်းကိုဆက်လက်တင်ဆက်ဖို့ကျမတို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့အောင်ရှင်နောက်ထပ်ဘလို့ထူးခြားတဲ့လူမျိုးစုတွေအကြောင်းကိုလေ့လာခြင်းလဲဆိုတာကိုလည်း comment မှာရေးသားပေးနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်